အသင်းကြီးတွေဖြစ်တာဖြစ်တဲ့အတွက်အခြားအသင်းတွေလိုမျိုးဟို level အာဆီယံနဲ့အသင်းတွေလိုမျိုးအားနည်းချက်ရှားတာတော့တော်တော်ခက်ပါတယ်အဲ့တို့မှာရှိတဲ့မဆိုတော့အားနေချက်ကိုအမတို့ဒီပွဲချိန်တော့တင်မှာဗနဲ့ချိန်အုံးချမလဲပေါ့အဲအဲ့ဒါကိုပဲအမစူးစမ်းပြင်ဆင်ထားပါရှင့်ဟိုတို့နေတဲ့ဟို ISP နည်းရုပ်ကိုလည်းအဲတော်ကို delivery စားလိုက်တာပါပဲဒီကြောက်ခက်နေပဲကိုကြည့်လို့ရတယ်အခုနေတဲ့အိုင်ကောင်းရဲ့လို့ဟိုဆိုရတာပါတယ် ဘယ်အသင်းကအကောင်းဆုံးအလုပ်လုပ်နိုင်လဲဆိုတဲ့အပေါ်မှာပဲ result ကပေးနိုင်မယ်လို့အမပြောလိုက်ပါတယ်အဲ့တော့အမတပည့်လည်းအကောင်းဆုံးစ조사ပြီးလုပ်ပြသွားပါလိမ့်မယ်ရှင်ဟုတ်အာအမတို့အကောင်းဆုံးစ조사ပြီးတော့ဗောနော်ပြင်ဆင်ထားတယ်အကောင်းဆုံးရလက်ထွက်အောင်လို့လည်းအမတို့조사မယ်အဲ့တော့အားပေးဖို့ပဲအမအနေနဲ့ကတော့ဖိတ်ခေါ်ချင်ပါတယ် အော်အမတို့ group stage ကြတဲ့ကသူတို့ရဲ့ video အာ analyze အကုန်လုပ်ထားပါတယ်အမတို့လုပ်ပြီးတော့သူတို့မှရှိတဲ့အားနည်းချက်ပေါ့အာဒါကတော့အသင်းကြီးတွေဖြစ်တာဖြစ်တဲ့အတွက်အခြားအသင်းတွေလိုမျိုးဟို level ASEAN နဲ့အသင်းတွေလိုမျိုးအားနည်းချက်ရှားတာတော့တော်တော်ခက်ပါတယ် ဒါပေမဲ့အဲ့မှာမှအမတို့ဘယ်သူတို့ရဲ့ဘယ်အားနည်းချက်ကိုအကောင်းဆုံးအဲသုံးပြနိုင်မလဲဆိုတာကိုအမတို့လည်းအခုထိန်းနေမှာလည်းအကောင်းဆုံးလုပ်နေတယ်ပေါ့နော်သူတို့မှအဲသူတို့မှရှိတဲ့မဆိုးတော့တော့အားနည်းချက်ကိုအမတို့ဒီပွဲချင်းတော့တင်မှာဘယ်နဲ့ချင်းသုံးချမလဲပေါ့အဲအဲ့ဒါကိုပဲအမစူးစမ်းပြင်ဆင်လာပါရှင့်ဘုရားကိုနိမ့်စာပြီးပြရတယ်ကဲဘုရားကတော့ဘယ်လိုဖြစ်မှာဖြစ်တာလဲ။အဲတော့သူ့အနေနဲ့သူ့ကို ISP နေရုပ်ကိုလည်း ဲ့ဘက်ကိုလီလီစားလိုက်တာပါပဲ။အဲဒီအခြေသေးဖြစ်တဲ့ဒီဒီဖက်ခွဲရောဖက်ခွဲပဲခွဲလို့လည်းအတူတူပြီးပါတယ်။အခြေသေးတော့လည်းကျွန်တော်တို့အများကြီးပြုလုပ်နေတာရှိပါတယ်။အာဒီကြောင့်ဖက်ခွဲပဲခွဲဖြစ်နေတယ်။အတူတူနေတဲ့အိုင်ကားလည်းဟိုဆိုးရတာပါပဲ။ အမတို့ငိုတဲ့ရည်ရချက်ကတော့အမြင့်ဆုံးပေါ့နော်အဲတွားကျင်တယ်အဲဘဲအုပ်စုမှာဘဲဟာပဲကြကြဘောလုံးဆိုတာကတော့သူ့ဘာသာသူအဲငိုကလေးကအာကစားနီးမှာအင်းအားကြီးတယ်အင်းအားငယ်တယ်မဟုတ်ဘဲနဲ့ဘဲအသင်းကအကောင်းဆုံးအလုပ်လုပ်နိုင်တယ်ဆိုတဲ့အပေါ်မှာပဲရက်ဆက်ကပေးလိုက်မယ်လို့အမပြောလိုက်ပါတယ်အဲ့တော့အမတပည့်လေးအကောင်းဆုံးစူးစမ်းပြီးလုပ်ပြသွားပါလိမ့်မယ်ရှင်ဟုတ် အမတို့အုပ်စုအဲမကြမနိုင်ခင်တော့ကတော့ဆူတောင်းတာပေါ့နော်အဲတတ်နိုင်ဆုံးတသိန်းလောက်တော့ပါဖို့ဆူတောင်းတာပေါ့ဒါပေမဲ့မလွဲ့တာမရှောင်တာအုပ်စုတစ်ခုကိုကြာလာပြီးတဲ့နောက်မှာအမဘာလုံးနိုင်လဲပဲအရင်ဆုံးစဉ်းစားတယ်ချင်းဘာလုံးနိုင်လဲပေါ့ဟိုဘက်ကအတင်းရောဘလို့ပုံစံမျိုးတွေနဲ့ပွဲထွက်လာနိုင်တယ်အမတို့အဲ့ဒါကိုပဲဦးစားပေးပြီးစဉ်းစားတယ်နောက်ပြီးတော့အမကလေးတွေကိုအမတထောက်လျှောက်အတူတူတွဲပြီးရှိမနေတဲ့အချိန်တွေမှာတော့သူတို့ဖုန်းတွေထဲမှာအမဟိုဘက်အတင်းတွေရဲ့ information အများနဲ့ထည့်ပေးထားရချင်းသူတို့တတ်နိုင်တဲ့ပြတနေ့ကိုအဲ10မိနစ်15မိနစ်ဘောလုံးပွဲကြည့်ပေးဖို့အမ အမြင်တဲ့အမတိုက်တွန်းနေရှင်အဲ့တော့အမစိတ်ထဲမှာယုံကြည်ထားတာကသူတို့အကောင်းဆုံးလုပ်နိုင်မယ်အမလည်းအကောင်းဆုံး information ပေးပြီးသွားပြီကလေးတွေပေါ်မှာနောက်အမအကောင်းဆုံးလည်းပဲတယောက်ချင်းစီလုံရမယ် duty function တွေထဲမှာအတက်နိုင်တဲ့ကချပြီးသွားပြီအဲ့တော့သူတို့မှာရှိတဲ့ experience နဲ့သူတို့ရဲ့မြန်မာလေးစဉ်ဆိုတဲ့ experience တွေကိုသူတို့ကိုသူတို့ထိန်းပြီးတော့သူတို့ဂုံသိက္ခာအတွက်အမတို့အသင်းဂုံသိက္ခာအတွက်နိုင်ငံဂုံသိက္ခာအတွက်အကောင်းဆုံးကစားသွားမယ်လို့ယုံကြည်နေတာဖြစ်တဲ့အတွက်အမအတွက်ကတော့အရင် pressure ကြီးကြီးမားမားရှိမနေဘူးလို့အမထင်တယ်ဟောအမချက်ဆိုတဲ့နေရာမှာအမတို့တွေ့နေတဲ့အသင်းတွေအကုန်လုံးကတော့ အာဘောလုံးချစ်တဲ့လူတွေအကုန်လုံးသိပါတယ်ဒါ world wide level ပဲပေါ့နော်အာရှတိုင်းမှာဆိုရင်ဒါထိပ်သီးသုံးသင်းအာမြောက်ကိုရီးယားဆိုလို့ရှိရင်လည်းထွက်မလာလိုက်နဲ့ထွက်လာရင်ကမ္ဘာဖလားတန်းယူသွားတဲ့အသင်း အဲဂျပန်ဆိုလို့ရှင်လဲသူ့ရဲ့တမိုင်းကြောင်တထောက်လျှောက်ကိုခုလက်ရှိအနေထားမှာရောအဲတောင်ကိုရီးယားကြပြန်တော့လဲသူတို့တဲ့အရင်နေနေတဲ့အသင်းထဲမှာပါမနေဘူးအဲ့တော့အမကအဓိကကတော့တပွဲချင်းတပွဲချင်းကိုပဲအမပြောချင်တယ်တပွဲချင်းတပွဲချင်းကိုအမဘလို့ဖြတ်တမ်းမလဲဆိုတာကိုပဲစောင့်ကြည့်စေချင်တယ်နောက်ကလေးတွေဘလို့စူးစမ်းမလဲဆိုတာကိုပဲအမကတော့စောင့်ကြည့်စေချင်တယ်နောက်တစ်ခုကအမတို့ဒီနှစ်မှာဒီပြိုင်ပွဲတွေနဲ့ကြတဲ့ဟာမှာအမတို့ရတာတဲ့အကျိုးအမြတ်တစ်ခုရှိပါတယ်အဲ့ဒါကတော့အမစီးကိန်းမှာသွားတဲ့ခါကျရင်ကလေးတွေကဘက်ကနိုင်ငံတွေအကုန်လုံးကသူတို့မှာ အင်တာနေရှင်နယ်မှာထွက်ကန်နေတဲ့ကလေးတကောင်လုံးပြန်ခေါ်ထားပါတယ်ကမ်ဘက်လောက်ထားတဲ့နိုင်ငံတွေအများကြီးပါပဲအဲ့တော့အဲ့အတွက်ကောအမတို့က experience ရသွားလိမ့်မယ်လို့အမကတော့မျှော်လင့်ပြီးတော့ဒီဘွဲကိုတည်တည်ချာချာလေးစူးစူးစီစီနဲ့အဲဟိုဘက်အပွဲအတွက်လည်းပြင်ရင်းနဲ့အမအပွဲအတွက် result အကောင်းဆုံးရအောင်လို့အမတို့ကြိုးစားသွားပါမယ်ရှင့် အမတို့ဘောလုံးပွဲတွေကနောက်ကျအချိန်နဲ့ဖြစ်နေတယ်ဖြစ်တဲ့တော့ဗောနော်အာနန္ဒာနဲ့ပဲအမကတော့အဲလာရောအပေကိုဖိတ်ခေါ်ပေးရစေဘာလို့ဆိုတော့ပြီးခဲ့တဲ့အခေါက်တုန်းကအမတို့နိုင်ခဲ့တာလဲဒီလိုမျိုးနောက်ကနေပြီးတော့တွဲပလေယာတွေတော်တော်ကောင်းလွန်အားကြီးလို့အမတို့ရှုံးနေတဲ့ချိန်မှာတော့မှပဲ positive energy တွေအများကြီးပေးနိုင်ခဲ့တာဖြစ်တဲ့အတွက်အမကပရိသတ်ကိုယုံကြည်ပါတယ်ကိုယ်နဲ့တည်းလည်းရအောင်လားအပေပါလို့အမကလည်းဖိတ်ခေါ်ပါလိမ့်ရှင့်ဟုတ်